ကောသလမင်းကြီးကသူ့အိမ်မက်ထဲမှာလူတွေဟာဈေးရောင်းဈေးဝယ်လုပ်နေတာကိုသူမြင်တယ်။ဘာတွေရောင်းဝယ်နေကြတော့ဆိုတော့တံပိုးမညီမျှတဲ့အရာဝတ္ထုတွေကိုရောင်းဝယ်နေကြတယ်တဲ့။အဖိုးတသိန်းလောက်တန်တဲ့စန္ဒကုနတ်တာနှစ်ကိုကျွဲတွေနွားတွေကိုမျက်နဲ့ရောပြီးတော့ ဖြောပြီးကြွေးရတဲ့ရတ်တရေနဲ့ဘဲစင်ရေဆန်စေးရေဓာမျိုးပေါ့နော်အဲ့တော့ရတ်တရေပုံနဲ့လဲအလဲအထက်လောက်ပြီးတော့ရောင်းဝယ်လုပ်နေတာကိုသူ့ရဲ့မြတ်ထမမြင်မှတ်ဒီမှတ်ကဘလို့ပါလဲဆိုတော့နောက်တစ်ချိန်ကျလို့ချင်းဘုရားရှင်သာသနာတော်ကြီးဆောက်ရုပ်လာတဲ့အခါကျတော့ ဘုရားရှင်ရဲ့အဆုံးအမတွေကိုမပြောက်ပြောက်လက်ဆင့်ကမ်းထိမ့်သိမ့်မဲ့ပုံကိုယ်တွေဩဘုရားရှင်ရဲ့သာသနာတော်အဆုံးအမတွေပြောက်ွယ်မတော့လက်ဆင့်ကမ်းထိမ့်သိမ့်မှာပဲဒါမှမဟုတ်လည်းငါတို့ကုရန်လက်တွေလိုက်နာကျင့်သုံးမှာပဲဒါလို့အောက်မိတ်ပြီးတော့သင်ယူလက်ကျင့်ဟောပြောတဲ့ပုံကိုယ်တွေကနဲသွားပြီးတော့ဘယ်လိုပေါ်ပေါက်လာမလို့ဆိုဘုရားရှင်ရဲ့တရားတော်တွေကိုအသုံးချပြီးတော့အရှုံးအမြတ်တော့ အကြောင်းဝယ်သဘောမျိုးလောက်ကြတဲ့ပုံကိုယ်တွေပေါ်ပေါက်လာနိုင်မယ်။နော်ဒီနေ့ခေတ်ဈေးတယ်တွေသဘောပေါ့တရားဈေးတယ်လို့ပြောရမှာလား။ဈေးတယ်တွေကဥစ္စာတော့ဈေးရောက်ပြီဆိုတာဒီပစ္စည်းလေးရောင်းလိုက်တော့ငါဘလောက်မြတ်မှာပဲ။ငါကဘလောက်ရင်းလိုက်ရင်တို့စီကဘလောက်ရမှာပဲလို့ဒီလိုတွက်တယ်တယ်လေ။အဲ့ဒီသဘောအတိုင်းပဲနော်။တရားတော်ကဟာဒီတရားဝယ်ငါဘလောက်ရတာ။ဟိုတရားဝယ်ငါဘလောက်ရတာဘယ်သူကတော့ဘလောက်လှူမှာပဲဆိုတာမျိုးတွေပေါ့နော်။ တရားဟောရင်နဲ့တရားကိုတရားကိုမဟောဘဲနဲ့တရားဟောရင်တန်လန်းတဲ့အလူခံစကားတွေထည့်သွင်းပြီးတော့အရေးအယောင်ပြတာမျိုးတို့ဒါဝိနည်းညည်တဲ့ကိစ္စတွေမဟုတ်ဒါမလောက်အောင်တကယ်တကျိုးဆိုလို့ရှိရင်ဘလို့တွေလောက်တော့ဆိုတော့ဥစဉ်တော့ဒူဓာရမတွေဒါမသိဘူးတရားဝပင့်တဲ့မှာအဖွဲ့စည်းတွေပါတယ်ဆိုလို့ရှိရင်အဲ့လိုအမားကပင့်တဲ့လူတွေကိုပေးကမ်းစည်းုံထားတာမျိုးတို့ဒါကဘလို့တော့ဆိုရင်လက်လာပါတစ်ခုနဲ့လက်လာပါတစ်ခုကိုရှာတာဗျနော်ဥစဉ်တော့ ထားပါတော့အမဆွန်လောင်းတင်တစ်ခုကနေတရားဝဲတစ်ခုလုပ်မယ်ဆိုလို့ချင်းပုံမှန်လုပ်နေကြကိုနှစ်တိုင်းပြန့်အောင်ဆိုပြီးတချို့ပုံကိုတရားဘယ်လိုလုပ်တတ်တော့ဆိုတော့အဲဆွန်လောင်းတင်တောင်းရှိတဲ့လူတွေကိုပေကန်စီယုံပြီးတော့ထားတတ်တယ်ပေကန်စီယုံထားတတ်တယ်ဥပမာဆိုကြပါစို့ဓမ္မပူဇာဦးဇင်းတို့၁၀သိန်းရတယ်၅သိန်းဘူးလောက်ရှင်းထားလိုက်တယ်နောက်နှစ်တည်းပြန့်အောင်ဆိုပြီးတော့တဏှာတူရတယ်ပေါ့ အချို့သောကျွန်တော်တို့ဓမ္မဂရိကလောက်ပြီးတော့တခါတည်းယဟန်ဖြစ်ပါလေအမျိုးသမီးအဝယ်စားလုံကြီးတွေအင်ကြီးတွေတနခါတော့နေဝဲပေးရတော့မြင်မှုတယ်နော်ဒါတွေကဘာလို့ဆိုလို့ရှင်ရင်းနေလို့ခေါ်ရတယ်တရားဟောပြီးတော့စီးပွားရေးသဘောဆန်းဆန်းငွေနောက်လိုက်ပြီးစားကြတယ်တချို့လည်းပဲဘာလို့ဆိုတော့ဓမ္မတွေအကြိုက်ကိုလိုက်ကြတာဘုရားရှင်ကအလိုတော်ကို မလိုက်ပဲနဲ့နော်တရားဟောရင်နဲ့ တရားဟောရင်လည်းကိုယ်လက်လာပါရရေးဘုံကြီးရေးနာမည်ကျော်ရေးကိုလိုက်တဲ့အခါကျတော့တရားကတရားမဖြစ်တော့ဘူးမတရားဖြစ်ကုန်ရောတရားပဏိမောတည်းပောက်ကြရတယ်ပြီးတော့ငါငိုဆိုးအဲ့လိုတွေဖြစ်ကုန်တခါလေဟိုဓမ္မဂတိကအစိုးရရောင်းရောင်းနာလူရှင်တော်ရောင်းရောင်းဒီလိုဖြစ်သွားတယ်လာလာပါရရင်နာမည်ကျော်ရေးဆိုတာမျိုးဖြစ်သွားတာပေါ့။နော်တရားကိုရောင်းကုန်တစ်ခုလို့သဘောထားတယ်လို့ဖြစ်သွားတာပေါ့။ တကယ်တရားတော်ဆိုတာလေးလေးစားစားနားရလို့လည်းပဲလေးလေးစားစားနားဟောရလို့လည်းလေးလေးစားစားဟောဒီလိုဖြစ်ရမှာအဲ့လိုမဟုတ်ဘဲနဲ့တခါတည်းဦးဇနောရှေးတော်ကလူပြတ်တပြောစကားပြောရလို့ရှင်ဇိဒံမေအောင်မီရှိတာတွေပြောင်းပြီးစတဲ့တရားပွင့်မျိုးတွေဖြစ်နေတာပေါ့နော်လူရဓမ္မလည်းပဲတရားတော်ကိုကြည်ညိုပြီးတရားတရားဖြစ်လို့မဟုတ်ဘဲနဲ့ပုံကိုခင်ပြီးတော့လူတဲ့သဘောဖြစ်သွားတယ်ဒါမကောင်းဘူးပေါ့ဒါမှမဟုတ် တရားနာတကမှတ်မှတ်သားသားတကယ်တရားနှစ်သားတာကိုနားဖို့လိုတယ်ဟောတဲ့ပုဂ္ဂိုလ်လက်လာပါမျှော်ပြီးတော့မဟောဖို့လိုတယ်ပေါ့ဒါဆိုတော့မင်းကဆရာတော်ကြီးရဲ့စကားတွေကိုရှိတယ်မင်းကဆရာတော်ကြီးရဲ့တရားဟောတဲ့အခါကျလို့ရှင်တဲ့ကတော့ဘွဲကိုကြည့်မဟောနဲ့တဲ့ဟလာဖះရှင်ရဲ့ဂုံတော်အာယုံပြပြဟောတယ်ကတော့ဘွဲကြည့်ဟောလို့ရှင်တရားဟောတာနဲ့ပြီးတော့မတရားဟောတာဖြစ်သွားတယ်ဒါဒီလိုဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုတော့ဒါဥစဉ်တော့ ကောဒလာမကြီးရဲ့အိမ်မကရှေးကျိုးပြေးနေတာရှေးနမိတ်နေတာဒါရှေးကဖြစ်ခဲ့ဘူးတယ်ပေါ့